အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်အာဏာသိမ်းပြီးနောက်အလုတ်အကင်ရှားပါခြင်းနဲ့အာဓမစစ်မှုထမ်းခိုင်းခြင်းတို့ကြောင့်မြန်မာလူငယ်များအလုံးအင်းရင်ဖြင့်ပြည်ပသို့ထွက်ခွာနေပြီး မြန်မာနိုင်ငံလူဦးရေ၏ထက်ဝက်ဒီပါဆင်းရဲမွဲတေမှုမြင့်အောက်သို့ရောက်ရှိတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်စစ်တပ်ကဆီအာနာသိမ်းပြီးနောက်အလုတ်အခိုင်ရှာပါခြင်း၊လောက်ခလစာမလုံလောက်ခြင်းနဲ့အာဓမစစ်မှုထမ်းခိုင်းခြင်းတို့ကြောင့်မြန်မာလူငယ်များအလုံးအယင်ဖြင့်ပြည်ပသို့ထွက်ခွာနေကြောင်းကုလသမဂ္ဂအစည်းအဝေးတွင်တမ္မတ်ကြီးဦးကျော်မိုးထွန်းကတင်ပြပြောဆိုပါတယ်။အော်တိုဘာလ6ရက်နေ့အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ ီးပွားရေးနှင့်ဗန္နာယီဆိုင်ရာကော်မတီဒုတိယကော်မတီ၏အထွေထွေမှုဝါဒရေးရာမင်းကွန်းပြောကြားမှုအစီအစဉ်တွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကူဆက်လက်တမ်းမတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါသည်ကမ္ဘာပိုင်းအစိုးအရမြန်မာနိုင်ငံတွင်တရားဝင်အလုတ်ကင်ခွင့်လန်းများကင်းမဲ့လာခြင်းကျွမ်းကျင်လုပ်သားများပြည်ပသို့ထွက်ခွာနေခြင်းလူဆွမ်းအားအရင်မြင့်လျှော်နေလာခြင်းပညာရေးနှင့်စားမရေးဝန်ဆောင်မှုလုပ်ငန်းများဖျက်ဆီးခံရခြင်းတို့သည်မြန်မာနိုင်ငံ၏ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုနှင့်စည်ရဲမွေးတည်မှုလျှော့ချရေးအလားအလာများကို ချိန်ချောင်းနေကြောင်းသံမတ်ကြီးကပြောဆိုပါတယ်မြန်မာနိုင်ငံ၏လူဦးရေထက်ဝက်နေပါသည်ယခုအခါနိုင်ငံ၏စီးရဲမွဲတေမှုမြင့်အောင်၌နေထိုင်နေရပြီးလူလက်တန်းစားများပျောက်ကွယ်လူနေပါဖြစ်နေကမြို့ပြစီးရဲမွဲတေမှုနှုံလေမြင့်တက်လာခဲ့ကြောင်းလူဦးရေ3.6တန်းသည်ကီရင်းနေရဲစွန့်ခွာနေရကြောင်းလူဦးရေ22တန်းနေပါသည်လူသားချင်းစာနာမှုအကူအညီများလိုအပ်နေကြောင်းတမတ်ကြီးကပြောဆိုပါတယ်မြန်မာနိုင်ငံတွင်ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုမရှိဘဲဖွံ့ဖြိုးတိုးတက်မှုသည်ရေရှည်မတည်တတ်နိုင်ကြောင်း မြန်မာပြည်သူများအတွက်အကျိုးမရှိလျင်ပူပေါင်းဆောင်ရွက်မှုများသည်အပြန်အလှန်အကျိုးရှိမည်မဟုတ်ကြောင်းဒေတာကများ၏ထောက်ခံမှုမရှိသောရင်းနှီးမြှုပ်နှံမှုများနှင့်အခြေခံအဆောက်အအုံစီမံကိန်းများသည်ရေရှည်မခိုင်းငင်းနိုင်ပေဒီမိုကရေစီနှင့်ပြည်သူ့ဗဟိုပြုအုပ်ချုပ်ရေးကိုပြန်လည်မဖော်ဆောင်နိုင်ပေစီးပွားရေးပြန်လည်ဥမော်လာရန်မဖြစ်နိုင်ကြောင်းတမ်မတ်ကြီးကထောက်ပြပါရယ်အကြံဖတ်စေအုပ်စုကပြုလုပ်မည့်အတူရောင်အလိညာရွေးကောက်ပွဲသည်ရေရှည်အကျိုးကျေးဇူးအပြန်အလှန်ပူပေါင်းဆောင်ရွက်မှုနှင့်ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ငင်းချမ်းကြီးနဲ့တင်းငင်းရေးကိုယူဆောင်လာနိုင်ပြီမဟုတ်ဒီမှာလွန်စွာထင်ရှားကြောင်းရင်တုရောင်ရွေးကောက်ပွဲမှာစစ်တပ်ကမြန်မာပြည်သူများအပေါ်ရက်ဆက်ကြမ်းကြုတ်မှုများပုံမှုကျူးလွန်နိုင်စေပြီး လုံဆောင်ခွင့်လိုင်စင်ပေးလိုက်တဲ့ကဲ့သို့ဖြစ်မည်ဖြစ်ကြောင်းပြည်သူလူထုကလည်းစစ်အုပ်စုဤလိမ့်လည်းလှည့်ပြားသည့်လုပ်ငန်းစဉ်ကိုရနိုင်သမျှနီလန်းပေါင်းစုံဖြင့်စန့်ကျင်ကန့်ကွက်နေကြကြောင်းတမ်မတ်ကြီးကရှင်းပြပါရယ်ထို့ကြောင့်စစ်အာဏာရှင်စနစ်ကိုအဆုံးသတ်ပြီးတရားမျှတမှုငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့ရေရှည်တည်တံ့ခိုင်မြဲသည့်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် Federal Democracy ပြည်ထောင်စုတည်ဆောက်ရန်ခိုင်မာစွာဆုံးဖြတ်ထားသည့်မြန်မာပြည်သူလူထုကိုပံ့ပိုးကူညီပေးကြပါရန်နိုင်ငံတကာအသိုက်အဝန်းသို့တမ်မတ်ကြီးကတိုက်တွန်းပြောဆိုထားပါရယ် ဆက်လက်ပြီးပွေဖြူမျိုးနဲ့ပသိမ်မုံရွာလမ်းပေါ်မှာစစ်တပ်စစ်စည်ရေးဂိတ်ကိုတိုက်ခိုက်သိမ်းပိုင်မှုစစ်သားအလောင်းလေးလောင်းလက်နက်6လက်နဲ့ခဲယမ်းများသိမ်းဆည်းရရှိတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မကွေတိုင်းပွေဖြူမျိုးနဲ့ပသိမ်မုံရွာလမ်းပေါ်ရှိအကြမ်းဖက်စစ်တပ်စစ်စည်ရေးဂိတ်ကို ဝင်းရောက်တိုက်ခိုက်ခဲ့ရန်စစ်သားအလောင်းလီလောင်းနှင့်လက်နက်6လက်သိန်းစီရရှိခဲ့ကြောင်းမင်းမှုခရိုင်အမှတ်9တပ်ရင်း People Different Phone ဖွင့်ဖြူမှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုအောင်ဘကပြောဆိုပါတယ်။အော်တိုဘာလ၄ရက်နေ့ညနေ9နာရီခန့်အချိန်ဖွင့်ဖြူမြို့နယ်ပသိမ်မုံရွာလမ်းပိုင်းမဲစလီစေတော်ကျိုးတရာရှိအကြံဖတ်စစ်တပ်စစ်စေးရေးဂိတ်ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှဝင်းရောက်တိုက်ခိုက်ခဲ့ရန်အပြန်အလှန်ပစ်ခတ်တိုက်ပွဲတနားီ30မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ခေစခန်းကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းရင်စခန်းသိမ်းတိုက်ပွဲအတွင်းစစ်သားအလောင်းလေးလောင်းလက်နက်၆လက်ခဲယမ်းများစစ်သုံးဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။၁၀ရောက်ကျော်ကျော်ပဲရှိတဲ့ဂိတ်ပောင်ဘန်ကာတွေကနေခံပစ်နေလို့တနအိခွဲလောက်အထိကြာသွားတာစစ်ကူလာတာမရှိဘူးအလောင်းကလေးလောင်းပဲတွေ့ခဲ့ရတယ်။ကျန်တဲ့စခါတွေကလက်နက်စွန်ပြီးထွက်ပြေးသွားလို့လက်နက်၆လက်ပဲရရှိခဲ့တာပါ။ကျွန်တော်တို့တပ်ဖွဲ့ဝင်အားလုံးဝေးကင်းခဲ့ပါတယ်။လက်ရှိမှာတော့အဲ့ဒီဂိတ်မှာစခါတွေပြန်ပြီးနေရာယူထားပါတယ်ဟု မင်းမှုခရိုင်အမှတ်ခွင့်တည်ရမှတာဝန်ရှိသူကိုအောင်ဘကသတင်းဌာနကိုပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမင်းမှုခရိုင်ခွနဲ့တက်ရင်မင်းမှုခရိုင်ပကဖာနဲ့ဖွင့်ဖြူမျိုးနဲ့ပကဖာတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးမင်းမှုခရိုင်အမှတ်လေးတက်ရမှလက်နက်ကြီးပစ်ကူပေးခဲ့ကြောင်းသိရပါတယ်။ပြည်သူများအနေဖြင့်သက်ဆိုင်ရာအဖွဲ့အစည်းများကထုတ်ပြန်ထားသည့်လမ်းပိုင်းဆိုင်ရာစီးမင်းစည်းကမ်းများကိုလိုက်နာပြီးကြပါရန်နှင့်စစ်တပ်စစ်ကြောင်းနှင့်တွေ့ပါကဝေဝေးမှရှောင်ရှားသွားလာနေထိုင်ပြီးကြပါရန်မင်းဘူးခရိုင်အမှတ်ခွင့်တည်ရင်ကမြစ်တာရက်ကန်ထားပါသည် ကျမ යි တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်